ချဲစီသင်းကိုအနိုင်ရခဲ့တဲ့လန်နတိုင်းမှာကြုံကြိုက်ဆုံးအာဆင်နယ်ကစားမှာ၄ရောက်ဒီ၄ရောက်ကတော့ကျွန်တော်စိတ်ကြိုက်ရွေးထုတ်ထားဖြစ်တဲ့အတွက်ကျွန်တော်ညီအစ်ကိုနဲ့အကြိုက်ချင်းတူချင်မှတူပါလိမ့်မယ်အကယ်၍ကျွန်တော်ညီအစ်ကိုကြိုက်တဲ့ player ရှင့်လည်း ကိုမမလွတ်လပ်စွာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲနံပါတ်၄နဲ့မရှိပလေယာ။အဲ့ဒါတော့ဒီနေ့ပွဲစဉ်အတွက်အနိုင်သုံးမှတ်ဖြစ်စဉ်မဲ့ဂိုးကိုတောင်းကန်မော်ဆန်ခေါင်းတိုက်သွင်းသွားခဲ့တဲ့မီခင်းမိန်ကိုရွေးချယ်ပါတယ်။ယူသသားပြောရရင်အသင်းအတွက် အနိုင်သုံးမှတ်ဖြစ်စေတဲ့ဂိုးသွင်းလို့ဒီစင်းနဲ့ထက်လာတာ။ကျန်တဲ့အပိုင်းဒီမှာတော့မိန်းတို့အရင်ကြီးအားရတာတော့မရှိဘူး။အရှိပွဲစဉ်တချို့မှာလည်းသူ့ကိုကျွန်တော်တို့အားပြုတ်ပြီးတော့အနိုင်ရလက်ပုံဖော်ခဲ့တာရှိရဲ့။တချို့ပွဲစဉ်မှာသူကိုယ်တိုင်လည်းဂိုးပေါက်ပြောက်တာရှိရဲ့။ဂိုးပေါက်ပြောက်တဲ့အတွက်သူ့အပြစ်မမြင်ဘူး။ဒါသည်သူ့ရဲ့ main duty မဟုတ်ဘူး။သူသည်တိုက်စစ်အထောင်ကစားမှမဟုတ်ဘူးအတင်းရဲ့လိုအပ်ချက်ရဝင်ပြီးစော့နေရတာဒါပေမဲ့ဘာကြောင့်ဒီနေရာမှာသူ့ကိုနံပါတ်၄နေမှာကြောင်းထဲသမီးအခြားကစားသမားတွေထပ်ဦးစားပေးပြီးရွေးချယ်ခဲ့လဲဆိုတော့ အာဆင်နယ်သင်းရဲ့ပရီးမီးယားလိအတွင်းကိုအများဆုံးကစားသမားဆင်းမှာနံပါတ်3နေရာထိရောက်လာခဲ့ပြီလက်ရှိအာဆင်နယ်အသင်းရဲ့အတွင်းကိုအများဆုံး၄ယောက်ကဘူကာအိုဆာကာမီကင်းမိန်တို့5-6စီနဲ့ရှိနေတယ်။နံပါတ်2နေရာမှာတော့ဂါဘရီယယ်မာတင်နယ်လီက6-9ကာလာရှင်ဒန်ယာကြောင့်နားနေခဲ့တဲ့ခိုင်ဘက်က9-9အဲဆိုအာဆင်နယ်အသင်းအနေနဲ့တိုက်စစ်အထောင်လိုအပ်ချက်ရှိနေတဲ့အချိန်မှာအသင်းရဲ့လိုအပ်ချက်ဝင်ပြီးဆော့နေတဲ့ဘီကင်းမိန်တို့ကအသင်းအတွက် တတိယမြောက်သွင်းကိုအများဆုံးကစားသမားဖြစ်နေပြီနောက်တစ်ခုတော့သွင်းမာတီနေကြီးနဲ့လုံးဝရင်မောင်းချင်းတန်းသွားပြီသူ့ကိုကျွန်တော်ရိုးပြိုင်ပွဲမှာတွေကသတိထားမိတယ်မီခင်းမိန်တို့ကအဲ့ဒီ cross point နဲ့ပတ်သက်ခေါင်းတိုက်ပြီးသွင်းတာမျိုးတွေ area ထိတ်ခါ kick power ပြင်းပြင်းကန်တာမျိုးတွေနေရာယူတာမျိုးတွေသူကဒီ attacking mafia ကစားသမားစံနေဆိုပေမဲ့ပို့ပြီးတော့ ဂိုးသွင်းဖို့ပိုပြီးစိတ်အားထက်သန်တဲ့ကစားသမားပုံစံမျိုးယူရိုပြိုင်ပွဲမှာတည်းစပိန်မှာသူ့ကိုကျွန်တော်တွေ့ခဲ့တာကိုအသင်းစီကိုရောက်လာတော့လေကြိုးဆိုတယ်ဒါပေမဲ့ထင်သလောက်မဖြစ်ဖ ೇನೆ ဒဏ်ရတာတွေပွဲကစားခွင့်အကန့်အသတ်ဖြစ်တာတွေကသူ့ကိုကျွန်တော်နည်းနည်းလေးမှေးမိန်သွားစီဟိုလေဒါပေမဲ့အစိုးရအကောင်ပြောရမှာကတော့အသင်းရဲ့တိုက်စစ်ဆောင်ကစားသမားတွေတောက်လျှောက်ဒဏ်ရတဲ့အခါမှာတော့မီခေးမိန်တို့ကအသင်းအတွက်လိုအပ်တဲ့အချိန်မှာဂိုးတွေပောင်းရင်ပတ်သက်လာတယ် ညာသူသားခေါင်းတိတ်မသူသားရင်အာဆင်နယ်နေနဲ့ဂိုးရဖို့ပိုပြီးရုန်းကန်သွားနိုင်ရှိတယ်။သူ့ရဲ့တလုံးတည်းသောဂိုးကြောင့်ပဲအဲ့အတွက်လဲအိုရီဂတ်ကို appreciate ဖြစ်ပါတယ်။ဒီနေရာမှာလေမီခင်းမိန်တို့ရဲ့ဒီဘောလုံးလာတဲ့ကြောင့်တွက်ဆလေးတော်တော်ကောင်းတယ်။အဲ့ဒီဘောလုံးသူခေါင်းတိုက်ဖို့အတွက် ready ရှိနေကြတာမဟုတ်ဘူး။အဝေးတနေရာနေပြီးတော့ white ပြေးလာတာ ပြေးပြီးတော့မှအဲ့ရှေ့သွောင်းနေတိုက်သွားခဲ့တာသူ့အရှိရလူတွေကြည့်လိုက်အကုန်လုံးမာကင်မိထားတယ်သူအဲ့လိုအရှင်ဆော့တဲ့အတွက်အဲ့လိုဇုံရိုဒေးရှင်းလုပ်တဲ့အတွက်လဲသူ့ကိုမမကင်မရှိဘဲနဲ့သူရှေ့သွောင်းနေခေါင်းတိုက်လို့ရသွားခဲ့တာအဲ့တော့မီခင်းဘေရီတို့ကျွန်တော်ကြိုက်ဆုံးနံပါတ်၄နဲ့မှာရှိပါတယ်ကဲကျွန်တော်ကြိုက်ဆုံးနံပါတ်၃နဲ့မှာရှိရပလေယာအဲ့ဒါကတော့ဂျူရီယန်တင်ပါ မနေ့ကအန်ဆိုမာရက်စ်ကတော့မှလက်ဆွဲနှုတ်ဆက်တဲ့ကစားသမားတူပေါ့လေဒါပြိုင်ဘက်ကပလေယာတူဆိုရင်လုံးဝ appreciate ဖြစ်တယ်မင်းက ACN တရားနေပြန်လာတဲ့ပလေယာဒါပေမဲ့ဘာကြောင့်ဒီလောက်တော့မှကောင်းအောင်ဆောက်နိုင်တာလဲမင်းတို့ကလုံးဝဂုံယူတယ် appreciate ဖြစ်တယ်ဆိုပြီးတော့စက်ကြိုးစားထားဆိုတဲ့ပုံစံမျိုးနဲ့လက်ဆွဲနှုတ်ဆက်သွားတာတကယ်အားပေးသွားတာနော်ဘီကနေတိုက်ခိုက်တဲ့စကားပြောတာမဟုတ်ဘူးเนาะလုံးဝပြိုင်ဘက်ပလေယာဖြစ်တော်ညာလေးပဲအန်ဆိုမာရက်စကာကဂျူရီယန်တင်မာကိုချီးကျူးသွားခဲ့တာ ူတို့လက်ဆွဲနှုတ်ဆက်တယ်တကယ်ကိုချစ်စရာကောင်းတဲ့အခိုက်အတန့်ပါ football industry မှာတစ်ခါကျရင်ဒါမျိုး movement လေးမြင်တွေ့ရတယ်အဲ့တော့ Julian Timani နဲ့ Mania ညာဆိုလို့ရှိရင် Julian Wong နေမှာ6ချိန်အတားရတယ် positional Wong မှာ6ချိန်အတားရတယ် area Julian Wong မှာဆို4ချိန်အတားရထားပြီးတော့ intersection လို့ခေါ်တဲ့ဂျာပြက်လူမှာ2ချိန်အတားရထားတယ်ရှင်းထုတ်မှု3ချိန်အထိပြုလုပ်ထားနိုင်ခဲ့တယ်။ဒီရာသီပွဲပေါင်း40မှာနှစ်ကိုသမီး3လုံးဖိုင်ထားတယ်။ကာလာရှိဒန်ယန်နီပြန်လာခဲ့ပြီဖြစ်တဲ့ဘန်ဝိုက်အခုပွဲထွက်ခွင့်မရသေးဘူ ဒန်ရန်နေပြန်လာကစားမှုလို့မတုံးသေးတာစူးစီအောင်တော့ဂျူလီယန်တင်မာကိုကြော်ပြီးပွဲထုတ်ခွင့်ရဖို့ဆိုဘန်ဝိုက်အနေနဲ့ပုံမကောင်းမွန်တဲ့ performance ပြဖို့လိုအပ်နေပြီအခုအိုင်တာခုနောက်ပိုင်းသုံးလာတဲ့စကားတချို့ကျွန်တော်ကြည့်တာပေါ့လေအဲ့ဒါလူးဝစ်ကယ်လီကိုကွင်းလယ်ပိုင်းပြန်ပို့ပြီးတင်ပါကိုဘယ်ဘက်ချမ်းပြန်ပို့ပြီးတော့ white ကိုညာဘက်ချမ်းပြန်သုံးမဲ့အလားလာတွေမြင်တွေ့နေရတယ်။ဒါဆိုဘန် white လည်းနေရာမပြောက်တော့ဘူးတင်ပါလည်း position တနေရာရာသွားမယ်စကယ်လီကိုလည်းရငုံပို့စရာမလိုတော့ကွင်းလယ်မှာသုံးလို့ရပါအဲ့ဒီအရွေးလေးကိုတော့ကျွန်တော်တော်တော်လေးသဘောကျတယ်။တခုရှိရပေါ့လေ ဟို scaly လေးကွင်းလက်မှာအသားကျပြီးပိုပြီးကောင်းတဲ့ခြေစွမ်းပြနိုင်ရင်တော့ဒါကဒီရီကပိုပြီးကောင်းတယ်လို့ပြောလို့ရတယ်။ကဲဒါတော့ဒီပိုင်းမှာအဲ့တော့ junior team မှာဘာကြောင့်ဒီလောက်ကောင်းနေလဲ ASEAN ဒဏ်ရာရီပြန်လာတဲ့ကစားသမားတူဒီရီဒီမှာဘာကြောင့်ပွဲ၄၀ဒီကစားထားလဲ။ပြိုင်မဲ့နီးပြတော့မှလုံးဝအပီရှိဖြစ်တဲ့ကစားသမားတူဖြစ်နေပါတယ်။ဒါကြောင့်မို့ဂျူရီယန်တင်မာကိုအခြားကစားသမားတွေကြော်ပြီးအကြိုက်ဆုံးနံပါတ်3နေရာမှာရွေးချယ်ထားပါတယ်။ကျွန်တော်အကြိုက်ဆုံးနံပါတ်1နေရာမှာရှိတဲ့ player ကတော့ ဝီလျံဆာလီဘာဝီလျံဆာလီဘာတော့ကျွန်တော်နံပါတ်1နဲ့မှာဘာကြောင့်ရွေးချယ်လဲဆိုတော့မနေ့ကပရီးမီးယားလိဂ်ကပေးအပ်တဲ့မန်အော့ဖ်ဒမတ်ဆုလည်းရရှိခဲ့သလိုတချို့မူးမန့်ဒီမှာဆိုရင်ဒီသူ့ရဲ့ဘောလုံးလာလမ်းကြောင်းကိုတွတ်ဆပြီးတော့ထင်းထင်းသိမ့်သိမ့်နဲ့ဒီနောက်ဆုံး less defender ပုံစံမျိုးနဲ့ recovery ပြောင်းသွားတဲ့ပိုင်းတော်တော်လေးကောင်းတယ်အမြင်ပေါ်ကြီးကြလာတွေ့ရမလား နတူနဲ့ရှင်လူရာမျိုးတွေတစ်ဖက်ကခရစ်စတိုဘာအန်ကိုကူးနဲ့ရှင်လူရာမျိုးတွေအဲ့ဒီအပိုင်းတွေမှာဆိုလုံးဝလူကာပြီးတော့ဘောလုံးကိုဖိတ်ပြီးတော့ပြန်ပြန်ပြီးဆွဲပြီးတော့အတက်ကင်းဆုံးပြန်ပို့သွားတာဝီလျံဆာလီဘာကိုတကယ်လုံးဝခရစ်တကူဖြစ်နေပြီတချို့ပွဲတွေမှာအာဆင်နယ်ဂိုးပေးရတာတွေရှိတယ်အဲ့တချို့ပွဲတွေမှာခန်းစစ်ကလည်းလည်းလွတ်ထွက်သွားတာတွေရှိသေးတယ်။ဝက်ဆန်နဲ့ပွဲမှာမန်မာကင်မရှိတဲ့အတွက်ဘိုးဝင်သွင်းသွားတာရှိတယ်။ဒါပေမဲ့ဘောလုံးအားကစားနည်းက17ယောက်ကစားနေတာ ကျောင်းတယောက်ထဲကိုသွားပြီးကွက်ပြောလို့မရဆိုထူးချွန်တဲ့အခါမှာတယောက်ထဲကိုသွားပြီးတော့ချီးကျူးလို့မရဘူး။ဒါပေမဲ့ William Saliba လောကတော့လုံးဝပွဲတိုင်းဒီဘက်မှာထင်းကနေပဲဒီမှာသူ့ကိုကျွန်တော်အကြိုက်ဆုံးနံပါတ်1နဲ့ရွေးရတဲ့အချက်ကနောက်ဆုံး Premier League 3ပွဲဆက် Area Jewel ဝန်းဒီမှာတရားရခိုင်နှုန်းအတိုင်ထားတဲ့တယောက်ထဲသောကစားသမားပဲ။ Northern Forest United မနေ့က Chelsea အဲ့ဒီ3ပွဲလုံးမှာ Area Jewel ဝန်းလို့ခေါ်တဲ့အမြင့်ပေါ်ရှင်းထုံးမှာတရားရခိုင်နှုန်းပြိုင်ဘက်တွေကိုအတားရထားတယ် တော်တော်ကောင်းတဲ့ record ဗျအဲ့တော့အာဆင်နယ်အသင်းအနေနဲ့ဒီယာတီဘာကြောင့်ပေးကိုအနေဆုံးဖြစ်နေလဲဆိုတော့ Gabriel Magahi နဲ့ William Saliba အထိုင်ကျွန်တော်အရှိဗီဒီယိုဒီမှာပြောလို့ပေါ့လေအဲ Gabriel Magahi ကတော့ပောက်ပွဲတဲ့ကစားဟန်တစ်ခုနဲ့ခက်ချဉံဖြတ်ထုတ်မှုတွေနဲ့အားသုံးခွန်ဆိုင်ကစားတယ် William Saliba ကျတော့ဘောလုံးအမြင်ကောင်းတယ်လိုအပ်ချိန်ကျမှစတာမီနာကိုထုတ်တယ်ပပနဲ့ပဲစော့တယ်အတကင်ပြပမှုတွေကောင်းတယ်ဂိုးသမားနဲ့ ေတက်ဆော့တာကောင်းတယ်အဲ့ဒါမတူညီတဲ့ဘရာဇီးပြင်သစ်အထိုင်နှစ်ခုကအာဆင်နယ်သင်းအတွက်ဒီယာတီမှာပေကိုအနေဆုံးခံစားချက်ခုကိုတိစောက်ထားတယ်ထက်မြက်တဲ့တိုက်စစ်မှုတဦးသာရှိမယ်ဆိုအာဆင်နယ်ကလုံတိုင်းဖြစ်ပြီကဲကျွန်တော်ရဲ့အကြိုက်ဆုံးနံပါတ်1နေရာမှာရှိတဲ့ player ကျွန်တော်ရဲ့ man of the match ကတော့ Lewis Kelly လက်ရှိအင်္ဂလန်သင်းရဲ့လက်ရွေးစင်အဖြစ်ပူနွေးစစ်ခေါ်ခြင်းခံထားတဲ့အာဆင်နယ်ရဲ့ဆက်ရှိတဲ့သားဘယ်သင်းဆီမှာဝယ်ထားတာမဟုတ်ဘူးကိုရီးယားအကယ်ဒမီထွက် ်ဘယ်အသင်းစီမှာဈေးသက်သာစွာဝယ်ပြီးကိုယ့်စီမှာခြေစွမ်းပြနိုင်မဟုတ်ဘူးကို့အကယ်ဒမီကနေမှထုတ်လုပ်သည်ဆိုတဲ့ပုံစံတိုင်းပဲလုံးဝခြေစွမ်းပြနေခဲ့တာတော်မတူချေကိုယ်တိုင်ကိုင်းထဲမှာလာကြည့်ပြီးကြိုက်လုံးလို့ဆိုပြီးတော့စင့်ခေါ်သွားတဲ့ကစားသမားအိုင်တာရဲ့အနာကတ်ကွင်းလယ်မှာအသက်သွင်းဖို့ရှိနေတဲ့ကစားသမားအသက်18နှစ်နဲ့ပြိုင်ဘက်စီနီယာကစားသမားတွေကိုနောက်ကောက်ချပြီးမကြာခဏဘောလုံးလှည့်ထွက်လို့ရှိတဲ့ player တစ်ယောက် ကိုတိုင်ဘောရကာဗာရီကောင်းကောင်းလုပ်နိုင်လို့ကိုတိုင်ဘောလုံးကယ်ရင်ကောင်းကောင်းလုပ်ပြီးတော့ပြိုင်ဘက်အေရီယာတဲ့ဒီဆွဲပြေးလို့ရှိရကစားသမားကိုတိုင်ဂိုးသွင်းနိုင်တဲ့ကစားသမားဒီရာဒီမှာအသင်းအတွက်အများဆုံးအကျိုးပြုထားပြီးတော့လူးဝစ်ကယ်လီဆိုတဲ့ပလေယာလေးကိုကျွန်တော်ဘာကြောင့်ကြိုက်လဲဆိုတော့အချက်နှစ်ချက်ရှိရဲတယ်လုံရဲကင်ရဲတယ်ပွဲထဲမှာရှိန်မနေဘူးအကောင်းဆုံးကစားသမားတူဖြစ်ချင်တဲ့ဆန္ဒအပြည့်အဝရှိနောက်တစ်ချက်ကအိုက်တာကို အဲ့ဒါလိုမျိုးလူငယ်တွေကိုသုံးရမှာတွန့်တဲ့နီးပြတအူးတော့မှမဖြစ်မနေထဲသုံးရတဲ့ quality မျိုးပြနိုင်တာ bro louis kelly ဝင်ပြီးစောရတဲ့နေရာကိုလည်းကြည့်လိုက်အောင်မလွယ်ဘူးဇင်ချန်ကို kivio calafiori ဇင်ချန်ကိုတော့ kivio တော့ထားလိုက်ဗျာဒါပေမဲ့ calafiori လိုမျိုးကြံခဲ့တဲ့ຢာဒီကမှကျွန်တော်တို့ဈေးကြီးပေးဝယ်ထားတဲ့အီတလီသားပျော်ရင်ကျတဲ့နှင်းစီခံတယောက်ကိုနောက်ခေါက်ချပြီးပွဲထုတ်ဝင်ရဖို့ဆိုတာတော်တော်မလွယ်တာဒါပေမဲ့ဒီကစားသမားလေးကသူ့ပါတဲ့အခါမှာအကောင်းဆုံး ပတိပြဌာအနေနဲ့မနေ့ကဆိုရင်လူးဝစ်စကယ်လီအနေနဲ့တစ်ဖက်ကနတိုလိုကစားသမားမျိုးတွေကိုပပနဲ့နဲ့နဲ့ထိန်းသွားတာကာလာဖီရီဆိုတည်ရတိုင်းပဲ distant တစ်ခုအကွာနေပြီနောက်ဆုံးနောက်ဆုံးနဲ့ထိန်းလိုက်နေပန်နတီပေါက်ဆဲကြီးတိုးဝင်ခံတော့မှာဒါပေမဲ့သူကတစ်ခါတည်းအပြင်မှာရှင်းတယ်ပြီးတော့ ADA jewelry မှာလည်းတော်တော်လေးကောင်းတယ်တချို့ပိုင်းတွေမှာဆိုလို့ရှိရင်တိုက်စစ်ပိုင်းတိဘောလုံးအဲ့ကွင်းနဲ့တချောင်းကြီးပဲဆွဲပြစ်တက်သွားတာအဲ့ဆိုသူက DN Rule နေရာမှာထားမဲ့ဆိုပို့ပြီးတော့ strong ဖြစ်တဲ့ Louis Scale ကိုကျွန်တော်တွေးရမှထင်တယ် ဲ့တော့အာဆင်နယ်အသင်းရဲ့အနာဂတ်မှာတော့တကယ်ကိုကောင်းမွန်တဲ့အသီးပွေပေါ့လေမတ်တိုးမန်ဆိုတဲ့ player လေးတယောက်လည်းလာအောင်ပါပါအခုတော့ဝန်နဒီလည်းစကယ်လီနဲ့ပြန်ခြေစွမ်းပြနေပါတယ်မနေ့ကဝန်နဒီပါလာပြီးနောက်မှာအသင်းရဲ့တိုက်စစ်ကလည်းတစုံတရာညာချမ်းမှာထိုးတက်လာတွေ့ရတယ်ကဲဒါကတော့ကြော်ကြိုက်ဆုံး ချက်စီးနဲ့ပွင့်စံကစားသမား၄ဦးပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပတ်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်။ဒီစီဇန်လေးကိုဒီကကွန်ကြီးပောင်းပြီးတဲ့ရှူပေါ်လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်။အမဆော့မစ်စနော်ဘိုင်ဘောဖုန်းနံပါတ်တင်ချောင်း6 9 1 6 6 3 9 3ချောင်းဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရိုက်နိုင်မှာဖြစ်လို့ငွေပုံငွေချေရှိမှဘောလုံးပွဲကိုလောက်မှာဘောလုံးပွဲကြီးလုံးဝမလောင်းတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှူရရှိပြီးကျွန်တော်အားပေးလို့ရပါတယ်။ iPad ခုရှူကို Sport in 9 9 3မိတူကိုလဲကစားလို့ရနေပါပြီ။